ရီဆီယမားတို့ကမြန်မာနိုင်ငံမှာနေကြတယ်မြန်မာလူမျိုးတွေပေါ့ဆီယမားတို့မှာအိန္ဒိချင်းနိုင်ငံတွေလည်းရှိကြတယ်အိန္ဒိယအိန္ဒိယနိုင်ငံ China တရုတ်နိုင်ငံ Thailand ထိုင်းနိုင်ငံ Laos Laos တို့လိုနိုင်ငံတွေလည်းပါတာပေါ့ဒါအပြင်တခြားသောအိန္ဒိချင်းနိုင်ငံတွေလည်းရှိကြသေးတယ်ဗီယက်နမ် Laos, Cambodia, Philippines, Indonesia, Brunei, Singapore, Malaysia. ဒီနိုင်ငံတွေလဲပါရာပေါ့ကလေးတို့ရေ။ကဲဒါအပြင်လေ teacher တို့မှာအိမ်ကြီးချင်းမဟုတ်တဲ့နိုင်ငံတွေဆိုတာကအဝေးကြီးမှနေရတဲ့နိုင်ငံတွေပေါ့။ဥမာ Korea နိုင်ငံ ဂျပန်နိုင်ငံအဲ့ဒီနိုင်ငံတွေလက်ပါတာပေါ့ကဲကလေးတို့ရေဆီယမတို့မှာနော်တခြားရင်မြေရဲ့ချမှနေတဲ့လူမျိုးစုတွေလည်းရှိကြတာပေါ့အဲ့ဒီလူမျိုးစုတွေက English American တင်တီ Italy ရုရှားတို့ပါတာပေါ့ကဲကလေးတို့ရေလူမျိုးတစ်မျိုးနဲ့တစ်မျိုးကမတူကြသလိုတစ်မျိုးနဲ့တစ်မျိုးက ဝက်စားပုံကြီးလည်းမတူကြဘူးနော်ဒါကတော့ထိုင်းလူမျိုးတွေဝတ်တဲ့ဝက်စားဖြစ်တယ်ဒါကတော့ကမ္ဘောဒီးယားလူမျိုးတွေဝတ်တဲ့ဝက်စားဖြစ်တယ်ဒါကတော့လာအိုလူမျိုးတွေဝတ်တယ်ဒါကတော့ဗီယက်နမ်လူမျိုးတွေပေါ့ဒါကမလေးရှားလူမျိုးတွေဟောဒါကတော့အင်ဒိုနီးရှားလူမျိုးတွေဟောမှာဖိလစ်ပင်းဟောမှာဒူလာဘရူနိုင်း ို့ပုံစားပုံကတခုနဲ့တခုမတူကြဘူးเนาะကလေးတို့ရေဆီယမတို့လေဆီယမတို့မြန်မာနိုင်ငံမှာဘာတွေဝေ့ကြလဲဆီယမတို့မြန်မာနိုင်ငံမှာလူမျိုးစုတွေအများကြီးရှိကြတယ်အဲ့ဒီလူမျိုးစုတွေကတော့ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်နဲ့ရှမ်းလူမျိုးစုတွေဖြစ်ကြတယ်ကဲချက်ဒီချက်နဲ့ကြည့်ပါဦး ကချင်အဲဒါကချင်လူမျိုးတွေဝတ်တဲ့ဝတ်စားဖြစ်တယ်ကချင်ပြည်နယ်မှာနေကြတယ်ကရာဟင်းကရာလူမျိုးတွေဝတ်တဲ့ဝတ်စားဖြစ်တယ်ကရာပြည်နယ်မှာရှိတယ်ကရာပြည်နယ်မှာနေကြတယ်ကရင်ကရင်လူမျိုးတွေဝတ်တဲ့ဝတ်စားကရင်ပြည်နယ်မှာနေကြတယ်ချင်းချင်းလူမျိုးတွေဝတ်တဲ့ဝတ်စားချင်းပြည်နယ်မှာရှိကြတယ်ဗမာ ဒါပမာလူငွေတွေဝတ်တဲ့ဝစ်စာဟဲမွန်ဟမ်ဒါကမွန်လူမျိုးတွေဝတ်တဲ့ဝစ်စာမွန်ပြည်နယ်မှာနေထိုင်ကြတယ်ရခိုင်ရခိုင်လူမျိုးတွေဝတ်တဲ့ဝစ်စာရခိုင်ပြည်နယ်မှာရှိတယ်ရှမ်းရှမ်းလူမျိုးတွေဝတ်တဲ့ဝစ်စာရှမ်းပြည်နယ်မှာရှိတယ်แกคลีโรยีဒါကတော့ဆီယမ်မာရုမြန်မာနိုင်ငံမှာနေတဲ့ လူမျိုးစုတွေပေါ့ကဲကလေးတို့ရေဒီနေ့မှာကလေးတို့ကလူမျိုးစုတွေအကြောင်းကိုသင်ရတယ်လူမျိုးစုတွေဝတ်တဲ့ဝတ်စားရလဲကလေးတို့သင်ရတယ်ဒါအပြင် လူမျိုးစုတွေနေထိုင်တဲ့နော်အိမ်ကြီးချင်းနိုင်ငံတွေရဲ့အကြောင်းတွေအများကြီးကိုကလေးတို့ကလေ့လာခဲ့ပြီးဖြစ်တယ်နော်နောက်ထပ်စိတ်ဝင်စားစရာရှိတဲ့အကြောင်းအရာလည်းအများကြီးရှိတဲ့အတွက်ဒီ channel တူတူကဆက်ပြီးတော့မှလေ့လာဖို့ရန်ရှိရယ်နော်